ကုလသမဂ္ဂလူခွင့်အထူးကိုယ်စားလှယ်မစ္စတာတွန်ဒရူကလူမလူခွင့်ကောင်စီတန်းအစင်ကစားတဲ့ဆောင်ကိုဒီသတင်းပတ်ထဲမှာတင်လွှင့်ခဲ့ပြီးတော့အဲ့ဒီထဲမှာမြန်မာပြည်သူတွေကြုံရနေတဲ့အဓိကအချက်နှစ်ချက်ကိုဖော်ပြထားပါရယ်အဲ့ဒီနှစ်ချက်ကတော့မြန်မာစစ်တပ်ရဲ့ဂျမ်ဖန်ဖိနေမှုတွေပုံမစိုးရလာတာနဲ့နိုင်ငံတကာကူညီရေးယုတ်တိရဲ့ဖြတ်တောက်ခံရတာတွေဖြစ်ကြပါရယ်မြန်မာနိုင်ငံမှာစစ်ကောင်စီကဂျမ်ဖန်မှုတွေပုံမပြုတ်လာပြီးတော့မြန်မာနိုင်ငံရဲ့လူခွင့်အခြေအနေဟာအဆိုးဆုံးအခြေအနေကိုရောက်နေပြီလို့အဲ့ဒီစင်ခံစာမှာဖော်ပြထားပါရယ်ဒါပြင်အဲ့ဒီစင်ခံစာထဲမှာ စစ်ကောင်စီရဲ့အကြမ်းဖက်ဖိနှိပ်မှုရွာတွေကိုလေကြောင်းတတ်ခတ်မှုဒေသခံတွေကိုဆူလိုက်ပြုံးတဲ့တပ်ဖြတ်မှုအမျိုးသမီးညက်ကလင်းငယ်တွေပေါ်လိမ်မိုင်းဆိုင်ရာအကြမ်းဖက်မှုတွေပုံမှန်မြင့်တက်လာတယ်လို့လည်းဖော်ပြထားပါတယ်။နိုင်ငံတကာရဲ့အကူအညီတွေရုတ်တရက်ဖျက်ထုတ်ခံရတာလဲမြန်မာပြည်သူတွေအတွက်အဆိုးဆုံးခြေနေကိုကြုံရစေနိုင်တယ်လို့လည်းဖော်ပြထားပါတယ်ခင်ဗျာ။မကွေးတိုင်းထင်းင်းမြို့နယ်လေပန်းညွာကိုမက်စလာ20နှစ်မနဲ့2နှစ်ခန့်မှာစစ်ကောင်စီတပ်ကလေကြောင်းနဲ့ပုံကျဲတိုက်ခတ်ခဲ့တာကြောင့်ရသားလေးဦးတေဆုံးပြီးတော့နောက်ထပ်29ဦးတိကျတဲ့ရရှိထားတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေစီကလည်းသိရှိရပါတယ်။အသက်85နှစ်အရွယ်ဦးချစ်ထွေးအသက်86နှစ်အရွယ်တော်အေးမော် Great Red တောင်းသူတွေဖြစ်ကြတဲ့အသက်19နှစ်ရဲ့မတိတာအေးနဲ့အသက်17နှစ်ရဲ့မအီဝင်းတို့တိဆုံခဲ့တယ်လို့သိရှိရပါတယ်။ကလင်ငါဦးပအောင်ဝေရဲ့36ဦးနဲ့ကြေးရွာကာကွယ်ရေးတပ်ဖွဲ့ဝင်တို့ဒဏ်ရာရှိခဲ့ပြီးတော့အဲ့ဒီတဲက6ဦးကဒဏ်ရာပြစ်ထန်တယ်လို့လည်းသိရှိရပါတယ်။စစ်ကောင်စီကမနက်9နာရီလောက်လူတွေအိမ်လို့ကြောက်နေချိန်ဂျက်တန်နေ30နဲ့ဘုံလုံးကြီး30ကျော်ချက်ချခဲ့တဲ့ကြောင့်လူတေဆုံးထိခိုက်တာအပြင် ကျွေးနွားဆက်ကောင်ဝင်းကြီးတည်ဆုံးခဲ့ပြီးတော့နောက်ထပ်30ဝင်းကြီးနဲ့တိကက်တန်ရရှိခဲ့တယ်လို့သိရှိရပါတယ်ခီလီမြို့နယ်မှာပါဝင်တဲ့ကန်ကောခရိုင်ရောဒေသမှာစစ်ကောင်စီတပ်ကလေကြောင်းနဲ့မကြာခဏတိုက်ခိုက်နေတာကြောင့်ဒေသခံတွေကိုဘုခုချင်းတွေတူးကြဖို့လေကြောင်းသတင်းနားဆွင့်ကြဖို့ခီလီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတော့သတိပေးထားပါတယ်ရောဒေသနဲ့နေမင်းချင်းတဆက်တည်းဖြစ်တဲ့ကလီမြို့နယ်ကုတ်ကိုရွာကစစ်ပီးတခေါက်စစ်ကန်ကိုဇန်နဝါရီလ30ရက်နေ့မှာစစ်ကောင်စီတပ်ကဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ကလေးငယ်နဲ့ကိုယ်ဆောင်လေးပါဝင်၁၂ဦးတည်ဆုံးခဲ့ပြီး၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်းသိရှိရပါပါခင်ဗျာ။ ဒီပြည်နယ်နဲ့ရှမ်းပြည်နယ်ရဲ့ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်တဲ့ Rigor Season Land ကိုမတ်စ်မန်20ရင်းနှစ်ကစပြီးတော့လွန်ရွေးရတော်လာအုံပြူခြင်းမပြုလို့ဖို့ Greeny မျိုးသားကာကွယ်ရေးတပ် KNDF စစ်ဗျူဟာအမှန်တကထုတ်ပြန်အသိပေးထားပါဗျာအဲ့ဒီလမ်းမကြီးကိုမက်စလ20နှစ်ကစတင်ပြီးတော့ရဲအကန့်အသတ်မရှိရင်ကြီးငယ်တွေတောလာသုံးမျိုးချင်းမပြုတ်လို့ဖို့နဲ့လိုင်းလာခြင်းမရှိပဲဖြစ်ပေါ်လာတဲ့ခြေအနေတွေကို KMB view အမှန်နဲ့အနေနဲ့တာဝန်ယူမှာမဟုတ်ဘူးလို့လည်းအသိပေးထားပါဗျ။လက်ရှိ Lego Season လမ်းမကြီးတစ်ချောင်းစစ်ကောင်စီတပ်တွေစီးရဲလွှတ်မှုတွေပြုလုပ်နေတဲ့အတွက်ခိတ္တတပ်ပွဲတွေဖြစ်ပွားနိုင်ကြောင်း သတိပေးထားသလိုလမ်းပြန်လည်အသုံးပြုလို့ရမယ့်ကိုလည်းထုတ်ပြန်တည်ပြီးတော့မယ်လို့ပြောဆိုထားပါတယ်။လက်ရှိမိုးပြင်းမြို့မှာစစ်ကောင်စီနဲ့ဒရုန်းတပ်ဖွဲ့တွေကြားတိုက်ပွဲတွေဖြစ်ပွားနေပြီးလေကြောင်းတိုက်ခတ်မှုပြင်လက်နက်ကြီး drone တွေပါစစ်ကောင်စီကနေ့စဉ်တိုက်ခတ်နေတယ်လို့မြေပြင်စီးရေးသတင်းရင်းမြစ်တွေကနေသိရှိရပါတယ်ခင်ဗျာ။ယူရီမြို့မှာညနေခင်းသတင်းစီစဉ်တွေကိုနေ့စဉ်တနင်္လာနေ့ကနေစနေနေ့ထိမြန်မာဆက်လက်ချင်းည9:00နာရီတိုင်းမှာတင်ဆက်ပေးမှာဖြစ်လို့စောင့်နေတဲ့ tissue နားဆင်နေပါခင်ဗျာ။